ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တရားပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးလည်းမလုပ်ပြရလင်းကြာပါပြီအဲနည်းနည်းလေးပြေးနေတာလေးလည်းပါတာပေါ့နော်အဲ့တော့ဒီကျွန်တော်ဒီနေ့ပြပြပေးမှာကျတော့တီပေါက်စီရဲ့ရည်ရည်ဟာဒါပေမဲ့ပြောမယ်ဆိုရင်တော့တီပေါက်စီရဲ့ကျင့်စဉ်လည်းပြောလို့ရတယ်တီပေါက်စီရဲ့ရည်ရည်အရလည်းပြောလို့ရပါတယ်တီကံကောင်းစီရဲ့ရည်ရည်အရလည်းပြောလို့ရပါတယ် T ဆိုတဲ့သဘောကကြတော့ပါလေဆိုကျွန်တော်တို့ရှီကိုပတ်စံအစုလိုက်ပြုံလိုက်ဝင်တာကံကောင်းခြင်းတွေပြုံလိုက်ဝင်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့အကေကိုက T ကံမကောင်းဘူးဆိုရင်တော့မကိုရှီကိုငွေအစုလိုက်အပြုတ်လိုက်လေးတွေဝင်လာတတ်တဲ့ game site တွေပါတယ်နော်အဲ့တော့အရင်ဆုံးပေါ့အဲ့လိုဖြစ်လာဖို့အတွက်အရင်ဆုံးလုပ်ရမယ့်လုပ်ငန်းဆောင်တာတွေအများကြီးရှိပါတယ်ဘာကြောင့်လဲဆိုတော့ကိုရှီကိုဒီဝင်လာမစင်းတဲတဲတွေဖြစ်ဖို့ရန်အတွက်ကိုကဝေဝင်စေတဲ့လမ်းကြောင်းတွေကိုဖန်တီးပေးထားရပါတယ် ဟိုဆိုတော့ဘာအလုံးမမလို့ပဲနဲ့ဘာအကိမ်းမမရှိပဲနဲ့တော့ဗလာကြီးတော့လူကမှတော့ထီတော့ထားလာပေါ့ဗျာထီလက်မှတ်မထိုးပဲနဲ့လေထီလာပေါ့မှလည်းမဟုတ်ဘူးဟိုအဲ့လိုမျိုးကလည်းရှိပြန်ပါတယ်အဲ့ဒါကြောင့်မလို့ဒီမွေးဝဲစေတဲ့လမ်းကြောင်းကိုဘယ်လိုဖန်တီးရပါလဲဆိုတော့ဒီစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်မှာဒီရသဘုရားရှင်ကိုရောမြတ်ကြီးကိုရေကတ်လှူပေးရပါတယ်ကျွန်တော်မှာမွေကြီးပတ်စံတွေကိုရေလို့အသုံးလုံးပါတယ်အဲ့ဒီအသုံးလုံးတိုင်းမှာကျွန်တော်တို့အိမ်မှာရှိနေတဲ့ဒီရေအိုးတွေ နောက်ပြီးရေဘူးတွေကျွန်တော်တောက်တဲ့ရေဘူးတွေတော့ရေပြနေရမယ်မတောက်တဲ့ရေဘူးအခွန်ပလုံတွေတိုင်းထားလို့မရပါဘူးရေကြံတာတွေရှိညာတွေထားလို့မရပါဘူးလွတ်ပြရပါမယ်နောက်ပြီးတော့မမရဲ့အိမ်မှာရေပိုက်တွေကနေပြီးတော့မှဟိုပြောရမယ်ဆိုတော့ရေပွင့်တာမျိုးတွေရေရှမ်းတာမျိုးတွေအဲ့လိုဖြစ်တယ်ဆိုဆိုရင်လည်းအဆင်မပြေပါဘူးအဲ့လိုမျိုးတွေလည်းအရင်ဆုံးဖယ်ရှားပိတ်ပင်ပြီးတော့အကောင့်ပြစ်ထားပေးရပါမယ်ပြီးရခါကျတော့လူစားမရရှင်ကိုရောမြကြီးကိုရေကြံကတ်လုပ်ပေးရပါမယ် ဒီကာလမှာလည်းပူပြင်းတဲ့ကာလလည်းရောက်ရောက်ရှိနေပါတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ရွာနီးရုပ်ချက်အဲကိုယ့်ရဲ့တန်ဝန်းကျင်ပေါ့နော်တန်ဝန်းကျင်တွေမှာရေတံပိုးတွေလူပေးတာအေးတွေလူပေးတာမျိုးလူပေးရပါတယ်ပြီးရခါကျတော့ကျွန်တော်တို့ဖျားဆောင်တဲ့ပထိုးတွေကိုသွားပြီးတော့တပြက်စီးလဲပေးတာမျိုးတွေလဲပေးရပါတယ်နောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီဖျားဒီဖုံးဦးချောင်းတွေဖျားတွေမှာရှိတဲ့ဂုံဒီလို့ခေါ်တဲ့ကျွန်တော်တို့ဒီအိမ်သားတွေကိုသွားရောက်စေးကြောတန့်စင်ပေးရပါတယ်ဒါမျိုးတွေကိုမကြမကြဆိုသူတို့လုပ်ပေးရတယ် ကျွန်တော်တို့ဒီကြည့်ဒီနော်ပြီးတော့ခြေပေါက်စင်ရဲ့ရေရာနည်းနည်းပြောကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီပေါက်ပေါက်ပါတော့ပေါက်ဆိုကျွန်တော်တို့ဒီဝဲရရပါတယ်ပေါက်ပေါက်ဖြူရှိပါတယ်အဲ့ဒီပေါက်ပေါက်ဖြူတွေကိုကျွန်တော်တို့ဝေရောင်ဖလားပေါ့နော်ဖလားဖလားအကြီးအသေးရတယ်ဘုရားကမှပြတဲ့ကြောင့်မလို့ချိန်ပေါ့ဗျာအကြီးတော့တော့ပဲဆိုတော့ပြေးထရမှာပေါ့နော်ပုံမှန် size လောက်လေးပေါ့ဗျာအဲ့ပုံမှန် size လောက်လေးကိုပေါက်ပေါက်ဆုံးကိုထည့်ပါထည့်ပြီးဆိုတော့ကျွန်တော်မျက်ကြီးကိုပူဇော်ပေးပါလူပြတ်ပေးပါ เนาะပြီးရခါကျတော့မိမိမှာထီကံကောင်းပါစေပေါပေါပြပြဖြစ်ပါစေဆိုပြီးတော့ဆုတောင်းပေးပါနောက်ပြီးရခါကျတော့ဒီထီကံကောင်းစေတဲ့ဂါတာထီကံကောင်းစေတဲ့ကျင့်စရိတခုကိုလည်းကျွန်တော်ဝင်မျှပေးချင်ပါတယ်အဲ့ဂါတာလေးကိုကျွန်တော်ခုရွတ်ပြပါမယ်ဒီဗီဒီယိုဖိုင်ရဲ့အနောက်မှာကျွန်တော်ဒီတပုတ်လေးနဲ့အဲ့ဒီဒီဂါတာကိုကျွန်တော်ဒီနော်ဒီပုံလေးနဲ့ပေးထားပါမယ်အာကျွန်တော်ဒီဂါတာလေးကို ကြောပြပေးပါမယ်နော်နားထောင်ပေးပါအေတာတက်ကံဘိတ်ကဝေမမတဝကနံဘိတ်ကုနံပထမံတလကံကနတာနံယတိတံအိန္ဒတာနောဣဒေနသစ္စာဝဇိနာတထာမိဟောတုတပ္ပတာပြန်ရုပ်ပြပါမယ်နော်ဧတတထံဘိကဝေမမတဝကနံဘိက္ခုနံအထမံတလကံကနတ္တနံယတိတံ အိန္ဒတာနောအေဒီနာတစ္ဆဝဇေနာတထာမေဟောတုတပတာနော်ဒီကာလာလေးကိုကျွန်တော်တို့ရုပ်ဖတ်ပြရမှာလေပြောရမယ်ဆိုရင်တော့ပတိစိတ်ပြရပါဘူးနော်ဒီတရားရှိလုံးပတိရှိပါတယ်ဒီတရားရှိလုံးပတိနဲ့ပတိစိတ်ပြရပါတယ်နေ့စဉ်မပြတ်ပေါ့စိတ်ပြမယ်ဆိုရင်တော့ဒီအစင်ပြီးချောင်းဝေပါလိမ့်မယ်ပြီးတော့ဒီကာလာရဲ့အနတ်ရဲ့အသေးပဲကိုကျွန်တော်နေနဲ့ပြောပြမယ်ကျွန်တော်တို့ဒီ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတက်ထမှာပေါ့နော်ဒီစာရေးတံမဲလို့ခေါ်တဲ့ကျွန်တော်မဲလို့ခေါ်တဲ့မဲပေါ့နော်မဲဖောက်ပေးတာအဲ့ကဒီစာရေးတံမဲလို့ခေါ်တဲ့ဒီမဲမဲရည်တက်တဲ့နေရာမှာအရင်ကန်ခေါင်းဆောင်ဖြစ်တဲ့ဒီမထေမြတ်တပားရှိပါတယ်အဲ့ဒီမထေမြတ်တပားကိုပူဇော်တယ်အဲ့ဒီပူဇော်တဲ့ကြောင့်မလို့ကျွန်တော်ဒီလေကန်ခေါင်းချင်းအစီအမြင်ချင်းဖြစ်ပါစေဆိုပြီးတော့ဒီလိုမျိုးကြီးစုတာเนาะအတိတ်ပဲပုံစံတော့ အကြောင်းမလို့ဒီကာလာကို တရားရှလုံးပရိနဲ့နေ့စဉ်မပြတ်စိတ်ပေးပါဟိုနော်ရေးနေ့စဉ်မပြတ်စိတ်ပေးပါထိတ်ထန်လဲဝေးပါကျမဒီ9ရက်တိတိစိတ်ပါမယ်ကျမဒီ9ရက်တိတိစိတ်ပါမယ်ကျမဒီဒီ28ရက်တိတိစိတ်ပါမယ်ဆိုလိုတော့ရက်ရှိရက်ရှိရက်ရှိစိတ်ပေးပါပေါ့နော်နေ့စဉ်နဲ့ထုံသွားတာလည်းအမြောက်မိမိပါဒီကံကောင်းခြင်းတွေကံပြည့်စုံခြင်းတွေအများအများတိုးပွားလာလိမ့်ပါပဲအစီအမေချုံ့မွေလာလိမ့်ပါမယ်ကံကောင်းမှုတွေဟို ထွေးပိုက်နိုင်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အားလုံးပဲထိပေါက်ပါစေ။ထိခဲ့တော့ငွေကြေးတွေဒနာချမ်းသာတွေအလုစုလိုက်ပြုံလိုက်ဝင်ချင်းဝင်ကိန်းဖြစ်ပါစေကျွန်တော်အနေနဲ့ဆုံးတောင်းပေးလိုက်ရပါတယ်။အားလုံးပဲကောင်းကောင်းနေလေးဖြစ်ကြပါစေ။